မြေအကြီးအကျယ်လောင်ကျွမ်းနေချိန်မှာကိုယ်တိုင်လွတ်မြောက်ရေးထက်သူ့ရဲ့ခွေးလေးနှကောင်ဘေးကင်းစေဖို့ဦးစားပေးရွှေပြောင်းပေးခဲ့တဲ့ဖလော်ပိုင်အမျိုးသမီးတူဟာလူမှုကွန်ရက်မီဒီယာတွေမှာချီးကျူးခံနေရပါတယ်။အွန်လိုင်းမှာလူပြောများနေတဲ့ဗီဒီယိုထဲမှာတော့အဆောက်အုံကြီးတစ်ခုအကြီးအကျယ်မီးလောင်နေတဲ့အချိန်မှာနှစ်ထပ်အမြင့်မှာပိတ်မိနေတဲ့အမျိုးသမီးကိုအောက်မှာရှိနေတဲ့သူတွေကလေကားထောင်ပြီးကယ်ဆယ်ရွှေပြောင်းပေးဖို့ကြိုးစားနေတာကိုတွေ့ရပါတယ်။ဒါပေမဲ့အမျိုးသမီးဟာဒီအခြေအနေကိုတိတိငြိမ်ငြိမ်ကန်တွယ်ရင်း ူ့ရဲ့ခွေးလေးနှကောင်ကိုအောက်မှာရှိတဲ့သူတွေဖမ်းမိနိုင်အောင်အရင်ဆုံးပြစ်ချပေးနေကြတာကိုဗီဒီယိုထဲမှာမြင်တွေ့ခဲ့ရပါတယ်။နောက်တော့မိကအရန်တောက်လောင်းလာပြီးသူရှိတဲ့နေရာထိကူးဆက်လာချိန်မှာအမျိုးသမီးဟာကွန်ကရစ်ဝရန်တာလက်ရန်ကနေခိုဆင်းရင်းအောက်ဘက်ကနေထောင်ပေးတဲ့လှေကားစီအောင်အောင်မြင်မြင်ရောက်သွားနိုင်ခဲ့ပါတယ်။သူ့ကိုမိသက်သမားတစ်ယောက်ကအကူအညီပေးခဲ့တာပါ။အဲ့ဒီအချိန်နေဟာစီဘူးပြည်နယ်ထဲကမန်တူအီမြို့ကမိလောင်မှုတစ်ခုမှာကြုံခဲ့တာလို့သိရပါတယ်။ ဒေဇမလာဆယ်ရက်နေ့တုန်းကမြို့ထဲမှာရှိတဲ့အဆောက်အုံမီးလောင်ခြင်းမှာအမျိုးသမီးကတုံလုံး၆ချားမနေခဲ့ပဲသူချစ်တဲ့ခွေးလေးနှစ်ကောင်ကိုတီတီငိမ့်ငိမ့်နဲ့အရင်ဆုံးကဲထုတ်ပေးခဲ့တာဖြစ်ပါတယ်။ဖလော်ပိုင်မှာတော့အဲ့ဒီအမျိုးသမီးကိုသူရဲကောင်းတူဖြစ်လူမှုကွန်ရက်မီဒီယာသုံးဆွဲသူတွေကချီးကျူးနေကြပါတယ်။ဒါ့အပြင်ခွေးလေးတွေကို အောက်ကနေစီးပြီးဖမ်းပေးတဲ့အင်းကြီးချင်းတွေနဲ့အမျိုးသမီးကိုကဲဆယ်ရွှေပြောင်းပေးခဲ့တဲ့မိသားတပ်ဖွဲ့ဝင်တွေကိုလည်းလူမှုကွန်ရက်သုံးဆွဲသူတွေကချီးကျူးတဲ့မှတ်ချက်တွေရေးသားခဲ့ကြပါတယ်။ လူမှုကွန်ရက်သုံးဆွဲသူတချို့ကဒီအမျိုးသမီးဟာဘယ်ရှုတော့ကကြည့်ကြည့်မယုံနိုင်စရာကောင်းလောက်အောင်တက်သည့်ရှိခဲ့ကြောင်းခက်ခဲပြီးအနေရများလာတဲ့အခြေအနေမှာနည်းနည်းလေးတောင်တွေးဝေမနေပဲလှုပ်တင်တာကိုမမှန်ကန်ကန်လုပ်နိုင်ခဲ့တာဒူးကဲလွန်ကြောင်ချီးကျူးခဲ့ကြပါတယ်မိသားတက်ဖွဲ့ကတော့မိစတဲ့လောင်ကျွမ်းတဲ့အကြောင်းရင်းကိုစုံစမ်းနေစေလို့ထုတ်ပြန်ထားပါတယ်ရှင်